အားလုံးပဲမင်္ဂလာပါရီယိုထားတော့ကနေကြိုဆိုပါရစေဒါကတော့ဒီ2025ရဲ့ကျန်းရှိနေရက်တွေမှာဘလို့အရာတွေကျုံတွေ့ရနိုင်မလဲဆိုတာနေပတ်သက်ပြီးတော့ဖိကဖိုင်လုပ်ပြတော့မှာဖြစ်ပါတယ်ဒီမှာဆိုရင်ဖိုင်က3ခုပါပါမယ်ဖိုင်1ဖိုင်2နဲ့ဖိုင်3ပေါ့နော်ဖိုင်1ကတော့ဒီ root square ဘိုင်အောင်လေးဖြစ်ပါတယ်ဖိုင်2ကတော့ဒီ clear square တလင်းဖြူလေးဖြစ်ပြီးတော့ဖိုင်3ကတော့ဒီ string ဒီအရာလေးဖြစ်ပါတယ်เนาะဆိုတော့ ဒီခုံးကူတွေကနေပြီးတော့ကိုကြိုက်တဲ့ file ကိုအရင်ဆုံးယူလိုက်ပါပြီးသွားပြီဆိုလို့ရှိရင်တော့မျိုးဒီ file တစ်ခုချင်းစီအဖြစ်တွေကိုဆက်ပြီးတော့နားထောင်ကြပါမယ်ဆိုတော့ file 1 file 2 file 3အဲ့တော့ကိုကြိုက်တဲ့ file အရင်ဆုံးယူလိုက်ပါနော်မင်္ဂလာပါဒါကတော့ file number 1ဒီ root square လေးကိုယူထားရတဲ့နည်းပတ်သက်ပြီးတော့ bring လုပ်ပြီးသွားမှာဖြစ်ပါတယ်ဖိုင်မောင်ဝန်ကိုရွေးထားရတူမှာဆိုလို့ရှိရင်အထူးသဖြင့်음 ီကျန်ရှိနေရည်ဒီမှာပေါ့နော်ဒီ2025ရဲ့ကျန်ရှိနေရည်ဒီမှာလုပ်ငန်းတွေစတင်မှုစဉ်းစားနေသူတွေအလုပ်လျှောက်ဖို့စဉ်းစားနေသူတွေအလုပ်ရှာနေသူတွေနဲ့လုပ်ငန်းတစ်ခုကိုစတင်တည်ထောင်နေသူတွေနော်အဲ့လိုမျိုးတစ်ခုကိုစတင်လုပ်ကိုင်မှုအတွက်စဉ်းစားချင်ရင်းနေသူတွေအများစုဒီဖိုင်းထဲမှာပါနေရင်ဆိုတာမျိုးကိုလာပြီးပြထားတယ်အဲအဓိကကတော့ဒီဘယ်လိုပြောရမလဲကိုယ့်ရဲ့အကြိုက်ကိုမတွေးသေးတာမျိုးပြီးတော့ကိုယ့်အကြိုက်တွေးတဲ့အခါမှာလည်း ကိုကိုကိုအားမရတာမျိုးပြီးရခါမှာဒီချက်ချင်းနေရက်တည်းမှာလောက်ကိုင်းနေပတ်သက်ပြီးမှ chance တွေကောင်းသော chance တွေကောင်းတဲ့တည်င်းတွေနော်တည်င်းကောင်းနေပါ냐ပေါ့အဲ့လိုမျိုးရကြားဖို့လိုရှိတယ်အဲ့တော့သိရှိရှိနဲ့စောင့်မှုလိုအပ်တယ်တကယ်လို့ interview တွေပါ냐ဖြေနေရသူဆိုလို့ရှိရင်တည်တည်ချာချာခေယူတဆိုင်နဲ့ဖြေဖို့လိုအပ်တယ်အထူးသဖြင့်အရောအလုပ်တစ်ခုကိုစောင့်နေရသူတွေကြေရွံ့နေရသူတွေစံစီနေရသူတွေ เนาะအဲ plan တိုင်းသွားနေတဲ့သူတွေ yes အဲ့လိုလူတွေကိုအဓိကထားပြီးတော့ဒီမှာမြင်ရပေါ့ဆိုတော့ဒီ channel ရဲ့ဒီထဲမှာဆိုလို့ရှိရင်ငွေကြီးပိုင်းရပဲကြီးမလားเนาะဒီမိတ္တရေးပိုင်းရပဲကြီးမလားလုပ်ငန်းပိုင်းရကြီးမလားအားလုံးကတော့သူကနေသူတင့်တင့်မြတ်တာဆိုတာကောင်းနေတယ်ဒါပေမဲ့ဟိုမှာလူငယ်လိုခန္ဓာမျိုးတွေမှာတော့နည်းနည်းလေးကြိုးစားရမယ်အနေထားမျိုးတွေရှိနေမယ်ပြောရတော့ဒီမှာအကောင့်နဲ့အစိုးအဓိကထားပြီးတော့မှခွဲပြီးပြောပြသွားမယ်ပေါ့နော်ဘလို့ရလဲဆိုတော့ကောင်းတယ် ဘလို့အရာတွေဆိုရင်တော့အဲဂီယူဆိုင်ရမယ့်အနေအထားမျိုးလေးတွေရှိမလဲပေါ့အဲကောင်းနေဆိုရင်ဟာတွေကတော့ခုနကပြောတဲ့ဟာလေးပေါ့ဒါပေမဲ့လူမရေးဆိုရခန္ဓာပိုင်းမှာတော့อืมเนเน่สกามยาราမျိုးเนาะအမြင်ကြီးကိစ္စရည်တွေဖြစ်ရတာမျိုးနားလည်မှုလည်းကြာကိစ္စရည်တွေဖြစ်ရတာမျိုးอืมကိုယုံကြည်ရတဲ့သူတွေကအဲကိုယုံကြည်ရတဲ့သူတွေပေါ့เนาะကိုတကယ်ယုံကြည်ရပါတယ်ဆိုတဲ့သူတွေကိုအထူးကြိုးစားရမယ့်ကာလမျိုးဖြစ်နေမယ် နံပါတ်ပြီးတော့ကိုယ့်ရဲ့တမိုးထားတဲ့ပစ္စည်းတွေကိုတကယ်မှမျက်နှူးရရဲဆိုတဲ့ပစ္စည်းတွေကိုဒီကြံရှိနေရတဲ့ဒီမှာဟိုကေယူတဆိုင်ထင်းသိမ်းဖို့လိုအပ်တယ်။ဘာလို့လဲဆိုတော့ပျောက်တာလို့ဘာလို့ညာလို့ဖြစ်တတ်တယ်။အဲ့တော့ကေယူတဆိုင်ထင်းသိမ်းပါလို့ဒီညမှာပြောချင်ပါတယ်။အဲနောက်ပြီးတော့ဒီကြံရှိနေရတဲ့ဟာဆိုလို့ရှိရင်အရင်ကဘလိုမျိုးပုံစံနဲ့ပဲဖြတ်တန်းနေဖြတ်တန်းနေအရင်ကဘလိုအနေထားမှာပဲရှိရရှိခဲ့ ဒီချင်းရှိနေရတွေမှာအကောင်းဆုံးဖြတ်တန်းဖြစ်လိမ့်မယ်။ပြီးရခါမှာကိုစဉ်းစားထားတဲ့လူမျိုးကိုကိုကိုအကောင်းဆုံးဒီဆက်သွားဖို့လိုရလိမ့်မယ်ပေါ့နော်။အဓိကတော့အမ်ရတန်နေရမျိုးတွေပြီးရခါမှာတွေ့ဝင်နေရမျိုးတွေနော်။ကိုယ့်အတွေးနဲ့ကိုယ်နဲ့ပြီးတော့စိတ်ကူးရမှာပဲလေပတ်နေရမျိုးတွေမဖြစ်ဘဲနဲ့ကိုယ့်ဘာသာကိုလုပ်ရှားရှိအောင်ငါဘာလုပ်ချင်တာလဲ။အဲ့ဒါကိုတေချာလေးတိပြီးတော့တေချာ ုပ်ရမယ့်အချိန်တခုရောက်နေပြီလို့လာပြီးပြောရပေါ့နော်အဲ့တော့ကောင်းတာတော့ကောင်းတယ်ဒါပေမဲ့လုပ်ငန်းပိုင်းအရာလောက်ကိုင်းလက်ရှိမှာလောက်ကိုင်းနေတဲ့သူတွေပြီးရဲ့အခါမှာပညာရေးအရာလက်ရှိမှာလေ့လာနေတဲ့သူအခုနအသက်ဆွေးထဲမှာလည်းလောက်ကိုင်းနေဖြစ်နိုင်တယ်လို့ဒီပညာရေးနဲ့ပတ်သက်တာဒီသင်တန်းနေနဲ့ပတ်သက်တာ yes အဲ့လိုမျိုးနေပတ်သက်တာလည်းဖြစ်နိုင်နေပေါ့နော်အဲ့တော့ဟို အဓိကတော့ဒီ file ကိုကြည့်နေမိသူတွေအများကြီးဖြစ်တယ်နောက်ပြီးတော့အားလုံးနဲ့ energy ကပ်အောင်လို့ပြီးတော့အတက်နိုင်ဆုံးဟောပေးမှာဖြစ်တယ်ပေါ့နော်အင်းအဲ့တော့ဟိုခုနကစကားပြန်ဆက်ရမယ်ဆိုလို့ရှိရင်တော့ကို့အတွက်ဒီလမှာဒီ sorry ဒီလမဟုတ်နော်ဒီကျန်ရှိနေရက်တွေပေါ့2025 2026မရောက်ခင်2025နောက်ဆုံးကျန်ရှိနေရက်တွေဥပမာဒီ November December ဒီနှစ်လတွေကကျန်ရှိနေရက်တွေမှာဒီ video စပြီးမြင်တဲ့အချိန်နေစပြီးတော့ပေါ့နော်နေ့မကုန်ခင်အထိ ဲ့တော့အဓိကကတော့ကိုယ့်အတွက်ကိုညီကောင်းနေလဲရှိနေမယ်ငွေကြီးပိုင်းရလားနော်လူငွေကြီးပိုင်းရလားတော့နေတော့ကိုညီကောင်းနေလဲရှိနေမှာဖြစ်တယ်ပြီးတော့ကိုနဲ့ပတ်သက်ပြီးတော့ကိုကိုဘာလုံးနေလဲနော်ကိုဘလို့ယာရင်နဲ့ပတ်သက်ပြီးအချိန်နေကုန်နေလဲတိုင်းနဲ့ပတ်သက်ပြီးကိုစိတ်ဝင်စားရတူတွေစောင့်ကြည့်နေတူတွေလဲအနေငယ်ရှိနေရတော့ဟိုတချို့ချင်းကြီးမှာတော့လွတ်လပ်လပ်လပ်မဟုတ်ဘဲနဲ့သူတို့ရဲ့ ဟိုဘယ်လိုပြောအမြင်အောက်မှာသူတို့ရဲ့အတွေ့အောက်မှာရှင်သန်ရတာမျိုးဖြစ်တတ်တယ်ပြောရမယ်ဆိုရင်တော့ဟိုတချို့သောသူတွေရဲ့ချုပ်ကန်မှုတွေထိမ့်သိမ့်မှုတွေ pressure ပေးမှုတွေဖိအားပေးမှုတွေ yes ဒီလိုအရာမျိုးတွေကိုကြံရှိနေရတဲ့မှာအနည်းငယ်ရောကျုံးရနိုင်တယ်တချို့လည်းလက်ရှိလုပ်နေတဲ့အလုပ်တွေပေါ်မှာကိုယ့်ရဲ့ senior ကိုယ့်ရဲ့အထက်လူကြီးကိုယ့်ရဲ့လုပ်ဖို့ကင်ဘက်ပေါ့ကွာဟို ဘယ်လိုပြောရမလဲဖိအားပေးရမျိုးမဟုတ်ဘူးဆိုရင်တော့မကို့အတွက်စိတ်ခုစရာနော်စိတ်အဆင်မပြေစရာတခုခုဖြစ်စေသူမျိုးဒီကာလအပိုင်းချာမှာကြုံတွေ့ရနိုင်တယ်ဆိုတဲ့အနေအထားမျိုးရှိတယ်အဲ့တော့ဘယ်လိုလူတွေနဲ့ပဲကြုံတွေ့ရကြုံတွေ့ရနော်ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ်ကိုကိုကိုပြန်ပြီးရောအမ်ပြောဖို့လိုတယ်ဘာလဲဆိုတော့ဘယ်သူနဲ့မှပြဿနာမဖြစ်အောင်နေမယ်တင်မလားဘယ်သူတွေဘာပဲပြောပြော နော်ဘာသာကလုတ်ဆရာရှာဆက်လုတ်မယ်ဆိုရင်အနေထားမျိုးပဲဖြည့်ရမယ်နော်အဲ့တော့ဘလူးတက်နိုင်ပဲရှိလားရှိလားစိတ်တက်ကြဆရာမလို့အချိန်တိုင်းပြီးသွားမယ်လက်ရှိမှာအဆင်ပြေမှုတွေနော်ဖြစ်နေတဲ့လူတွေပါတယ်ဆိုလို့ရှိရင်လည်းဘာမှစိတ်ညစ်ဆရာမလို့ဒီမှာကိုယ့်အတွက်ကံကောင်းမှုတွေတစ်ဖန်ပြန်လဲရောက်လာနိုင်မယ်အဲ့တော့လက်ရှိမှာကောင်းနေတဲ့သူတွေကလည်းကံကောင်းနေတဲ့သူတွေကောင်းတာကြီးဂျုံတွေ့နေတဲ့သူတွေကလည်းဘာမှစိုးရိမ်ဆရာမလို့နော်တော့ဘလူးပြောရမလဲ ဒီထက်ပိုပြီးကောင်းတဲ့အရာတွေဖြစ်လာဖို့အတွက်လက်ရှိချိန်မှာလည်းစူးစမ်းမယ်လှုပ်ရှားရှာလုပ်မယ်နော်ဘာသာရေးမမင်းနဲ့ဖျားတယ်မမင်းနဲ့ကာတာကိုယုံကြည်မှုရှိရင်လည်းရှိဆက်ဒါဆိုလို့ရှိရင်အဆင်ပြေနေလိမ့်မယ်ပေါ့နော်အဲ့တော့အဓိကတော့လက်ရှိချိန်မှာဘာလို့လို့အဆင်မပြေဘူးဆိုရင်သူတွေอืมเนาะအဆင်ပြေတဲ့အရာထက်ကောင်းတဲ့အရာတွေမကောင်းတဲ့အရာတွေကိုပိုပြီးကြုံနေရတယ်ဆိုရင်သူတွေအတွက်ဒီညမှာ motivation ပေးချင်တာကစိတ်တကျစရာမလိုဘူးခံကောင်းကြည့်နေမှာကြာခင်ရောက်လာတော့မယ်အနေထားမျိုးတွေတင်းကောင်းနေမှာကြာခင်ရောက်လာတော့မယ် နော်ကိုပါအောင်လုပ်ချင်တာလေကိုပါအောင်လုပ်ချင်တာလေကိုကိုကိုတိဖို့လိုအပ်တယ်နော်ဆိုတော့လောကိုင်းနဲ့ပတ်သက်တာလားငွေချင်းနဲ့ပတ်သက်တာလားပညာရေးနဲ့ပတ်သက်တာဘလို့ရာနဲ့ပဲပတ်သက်ပတ်သက်ကိုကိုကိုယုံကြည်မှုရှိဖို့လိုအပ်တယ်လက်ရှိကိုလုပ်နေအရာတွေပေါ်မှာတွေ့ပြီးတော့မှငါလုပ်နေတာမှန်ရဲ့လားတို့နော်ငါလုပ်နေတာရမှားနေလားတို့စသဖြင့်အဲ့လိုမျိုးဘာမှစိတ်ထဲမှာတွေးမနေနဲ့လောက်ဆရာရှာတာဆက်ချင်းတိုင်းတို့အဆင်ပြေပါလိမ့်မယ်အဓိကတော့ဒီချမ်းရှိငယ်ရက်တွေမှာအကောင်းဆုံး ကြိုးစားမယ်အကောင်းဆုံးကြိုဖြတ်မယ်ဆိုလို့ရှိရင်ကို့အတွက်ဒီနှစ်ကုန်ပိုင်းကအရန်ကိုအတိတ်ပဲရှိပြီးတော့မှတကယ်ကိုအဆင်ပြေပြေနဲ့နော်အဲပျော်ရွှင်မှုတွေနဲ့ပြေးနိုင်နေမယ်နှစ်ရက်ကလေးတွေဖြစ်နေမယ်ပေါ့နော်အဲ့တော့အဓိကကဘလို့ရရင်ပဲဂျုံလာဂျုံလာကိုယ့်ရဲ့စိတ်ကိုကိုယ်အလိုမလိုက်မိစေနဲ့ပြီးရခါမှာအင်းခုခုဂျုံလာရပြီဆိုလို့ရှိရင်ကိုယ့်ကိုယ်ကိုပြန်မေးပြန်ပြောအဓိကငါရဲ့ကိုယ်ကပါလေနော်ငါဘလို့ရရင်အတွက်ရှေ့ဆက်နေရတယ်ငါရဲ့ပန်းနိုင်ရပါလေ ဒါကိုအဓိကကိုကိုကိုပြန်ပြီးတော့ remind လုပ်ရမယ်။ဒါဆိုရင်တော့ကိုယ့်အတွက်ဒီရက်တွေဟာအရင်အတိတ်ပဲရှိပြီးတော့ဖြတ်တန်းရတာပို့ပြီးတော့ပျော်ရွှင်စရာကောင်းလိမ့်မယ်။ Okay ။အဲ့တော့အားလုံးပဲကံကောင်းခြင်းတွေရရှိပါစေ။ဒီနှစ်ကုန်ပိုင်းမှာလည်းကံကောင်းမှုအများကြီးရရှိပါစေလို့ပြောဆုတောင်းပေးပါရစေ။ဒါကတော့ဒီ root square နော်။ဒီတူရောင်လေးကိုရွေးထားရတဲ့အတွက်ပတ်သက်ပြီးတော့အဟောလေးဖြစ်ပါတယ်။အားလုံးပဲဒီနှစ်ကုန်ပိုင်းမှာကံကောင်းခြင်းတွေကိုနော်ဇက်တိုက်ဇက်တိုက်ရရှိပါစေ။ဒီရက်ပိုင်းမှာ နော်အဆင်မပြေမှုတွေကြုံတွေ့နေရတဲ့သူတွေလည်းချက်ချင်းဆိုတလို့အဆင်ပြေပြီးတော့မှဘာလို့လို့နော်ဆက်ဆက်ရရအောင်မြင်မှုတွေကောင်းတဲ့အရာတွေနဲ့ပဲကြုံတွေ့ရပါစေလို့ပြီးတော့ဆုတောင်းပေးပါတယ်ဒါကတော့ file number 1ရဲ့အပြည့်လေးဖြစ်ပါတယ်အားလုံးပဲကျေးဇူးများရှိတင်ပါတယ်နောက်ထပ် pick a file view လေးမှာပြန်မြင့်တင်ပါမယ်မိလာရှိသောနေရာလေးဖြစ်ပါစေ file number 2 clear square ဒီတလင်းအကြီးလေးကိုရွေးထားရတဲ့အားလုံးရဲ့မင်္ဂလာပါဒါကတော့ဖိုင်နံပါတ်2ကိုရွေးထားရတဲ့နေ့ပတ်သက်ပြီးတော့ရွေးလုပ်ပေးသွားမှာဖြစ်ပါတယ်ဟုတ်ပြီဆိုတော့အဓိကကတော့ဒီ2025ရဲ့ကျန်းရှိနေတဲ့ရက်တွေမှာဘယ်လိုအရာတွေကိုကြုံရမလဲဆိုတာနေ့ပတ်သက်ပြီးတော့ဟောပေးမှာပေါ့နော်အဲ့တော့အဓိကတော့ဒီ view ကိုကြည့်နေသူဒီ file ကိုကြည့်နေသူအားလုံးနဲ့ကိုက်ညီအောင်လို့ဒီကတက်နိုင်ဆုံးအဖတ်ကြားပေးသွားမှာဖြစ်တယ်ဟုတ်ပြီတခြားကြည့်ကြမယ် ဆိုတော့ဒီ2025အချင်းရှိနေရက်တွေအဲ့ဒါကိုယူသွားဒီကာလလို့သုံးလိုက်မယ်နော်အဲ့ဒါဆိုရင်ဒါဘယ်ချိန်လဲဆိုတာကိုသိလိမ့်မယ်ဆိုတော့ဒီ video ကနေအခုဒီ file ကိုစကြည့်နေတဲ့အချိန်နေစပြီးတော့ဒီနှစ်မကုန်ခင်အချိန်ထိဒီ video နေအကျုံးဝင်လိမ့်မယ်နော်ဘာဖြစ်လို့လဲဆိုတော့2025အကုန်ကိုရည်မြှို့ထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ပေါ့နော်ဟုတ်ပြီ file number 2ကိုရွေးထားတဲ့သူတွေကဒီကာလပိုင်းချမှာဟိုနည်းနည်းစိတ်ပိုင်းဆိုင်ရာအရာ ဟို stable ဖြစ်တဲ့သူတွေတော်တော်လေးရှားတယ်။ Ừm ပြောရမယ်ဆိုလို့ရှိရင်တော့တီတီငင်ငင်နဲ့အေးအေးချမ်းချမ်းနဲ့ကိုယ်လုံးဆရာရှိတယ်ဟိုအာရုံတဆူတဆိုင်လောက်ကိုင်းနေနိုင်နေဆိုရင်သူကနည်းနည်းလေးရှားတယ်။လူအနည်းစုပဲတွေ့ရတယ်။ဘလို့လူတွေပုံများလဲဆိုတော့နည်းတွေးဟာဖြစ်တာပေါ့။ကိစ္စရဲ့နှစ်ခုအကြောင်းအရာနှစ်ခုလုံးဆရာအရာနှစ်ခုအဲ့လိုမျိုးနည်းနည်းတွေးဟာဖြစ်စရာတွေးဝေးစရာနော်။ဟိုဆုံးဖြတ်ရတဲ့အချိန်ဒီတစ်ခုပေါ့။ဗျာများစရာကိစ္စရဲ့တွေ့ကြရဲဦး။ ရောက်နေတဲ့တဲ့အနေထားမှာအများစုကဂျုံနေရတယ်လို့ပြောတယ်။ဆိုတော့လက်ရှိလုပ်နေတဲ့အရာကိုတခြားအရာနဲ့ရှင်ပြီးတော့ရွေးရတာမျိုးလားဒါမှမဟုတ်လို့ရှင်ပြများဆက်ကိစ္စရဲ့တွေ့ရနော်။တွေ့ရစားကိစ္စရဲ့တွေ့ရအဲ့လိုမျိုးတွေကိုဂျုံအဲ့လိုမျိုးတွေကိုဂျုံတွေ့ညာရဲ့တွေ့ရတော်တော်များများပါနေရလို့တွေ့ရတယ်။အဲ့တော့ဟိုအဓိကဒီချိန်မှာဒီကျန်းရှိနေတဲ့ရက်တွေကိုအကောင်းဆုံးဖြတ်တန်းဖို့အတွက်ကိုကိုကိုပြန်ပြီးတော့မေးခွန်းထုတ်ရမယ့်အချိန်တစ်ခုမှရှိတယ်ပေါ့နော်။ငါဘာလို့ချင်ညာလဲငါဘာအတွက် သွားနေတာလေเนาะအဲ့လိုမျိုးချိုးချောက်တယ်လက်ရှိအချိန်နေမှာမဟုတ်ပဲနဲ့စိတ်ကကိုယ့်ရဲ့ဒီ2026ကိုရောက်နေတာမျိုးငါအနာဂတ်မှာဘာဖြစ်မလဲเนาะလက်ရှိအချိန်ထက်အနာဂတ်မှာဖြစ်လာမယ့်အရာတွေအနာဂတ်မှာလုပ်မယ့်အရာတွေကိုပို့ပြီးတော့စိတ်ထဲမှာ plan ကြီးချနေပြီဆိုနေထားမှလည်းရှိတယ်ဒါကမကောင်းမှုကောင်းတယ်ဒါပေမဲ့လက်ရှိအချိန်နေမှာလည်းအကောင်းဆုံး ဟိုရက်ဒီဘူးအကောင်းဆုံးဖြတ်တမ်းမှုအတွက်ကိုကိုကိုလည်းဒီစိတ်ထဲမှာငါလေးအချိန်နေမှာလည်းအကောင်းဆုံးဖြစ်ဖို့လိုအပ်တယ်ဆိုတာကိုသိရလိမ့်မယ်ပေါ့နော်။နောက်ပြီးတော့ဒီ2025ရဲ့နှစ်အကုန်ပိုင်းကာလအရဆိုလို့ရှိရင်ကိုယ့်အတွက်ကောင်းတဲ့အချက်လေးတွေတင်ငယ်လေးညားရလို့ပြောလို့ရပါတယ်။ဒါပေမဲ့အသင့်အတင့်အရာရာမှာတော့ကောင်းနေဆိုတာတွန်တွင်းတာဖြစ်တဲ့အတွက်အရာနှုံးမြည်ကြီးကောင်းနေတူဆိုတော့ ဟိုရှားမယ်ပေါ့နော်မရှိဘူးမဟုတ်ရှိရတာမျိုးရှားလိမ့်မယ်ဒါပေမဲ့ဒီ file 2ကိုရွေးထားတဲ့သူရဲ့60 80ရာခိုင်နှုန်းလောက်ကတော့အစဉ်ဖြည့်ချင်းတွေကံကောင်းချင်းတွေစိတ်ချမ်းသာမှုတွေနော်ကံကောင်းသောတရင်တွေ yes တိုင်းနဲ့အများဆုံးကြုံတွေ့ရလိမ့်မယ်လို့ဒီညမှာပြောချင်ပါတယ်အဲ့တော့အဓိကကတော့ဒီချိန်မှာဘယ်လိုလူတွေကြွားသွားလဲဆိုတော့ manifest ထုတ်ထားတဲ့သူတွေပြီးရဲ့အခါမှာ ဒီအတိတ်ထံလောက်ထားရသူတွေ yes ကိစ္စရတခုခုကို လုပ်နေရတဲ့ပတ်သက်ပြီးတော့ပေါ့အဲ့လိုမျိုးနဲ့ပတ်သက်ပြီးရှိရသူတွေကတော့ဒီချိန်မှာအနည်းလေးဟိုဘယ်လိုပြောရမလဲအဆိုးတွေကြုံနေရင်ဆိုရင်တော့မှကိုယ့်အတွက်နည်းနည်းလေးခံတာနေမယ်ဖြေတာနေမယ်ဆိုတဲ့အနေထားမှာရှိတယ်တချို့ကတော့သိရမလားအများစုကတော့အများစုကတော့ဒီကိုယ့်ရဲ့စိတ်ကိုကိုယ်သိပြီးမှအားမရတာမျိုးစိတ်ပိုင်းဆိုင်ရာအရာဘာမှမဟုတ်ရင်လည်းဘယ်လိုမျိုးကိုယ့်ရဲ့စိတ်ကနေကိုပြန်ပြီးရန်ဖြစ်နေတဲ့သူတွေ မကိုစိတ်ကိုကန့်တနာပြဿနာရှာပေါ့တဲ့မလားဘာလုံးနေရလဲနင်ဘလိုဖြစ်နေရလဲတဲ့မလားတချို့ချိန်တွေမှာဆိုလို့ရှိရင်လေဟိုကိုယ့်ရဲ့စိတ်ကကိုယ်ကကိုကိုကိုဆိုတော့ကိုမိသွားပြီးရောဟိုဘာလုံးလုံးလုံးနေမှမသိပဲနဲ့ကိုယ့်ရဲ့စိတ်ကလုံးပြာသွားတာမျိုးဖြစ်တတ်တယ်အဲ့ပိုင်2ကိုရေးထားတဲ့သူရင်းအောင်ဒီကာလမှာနည်းနည်းလူမွေးနဲ့ပတ်သက်တဲ့အရှုပ်ရှင်းကိစ္စတွေကိုမျိုးဆိုင်ဖို့လိုအပ်တယ်။နည်းနည်းကိုယ့်ကိုအမြင်မကြီးတဲ့သူတွေမနာလူတွေတူပြီးအနေငယ်ရှိနေတယ်မှာမှန်တော်လဲပဲ mm ဘယ်လိုပြောရမလဲဘယ်လိုရဘာလဲပြောပြောကိုယ့်အတွက်ကိုလှုပ်ရှားရှိဖို့လှုပ်ရှားရှိအောင်လုပ်ဖို့လိုတယ်ဒါမှကိုယ့်ရဲ့လှုပ်ရက်တွေကအမှန်နဲ့မှားရဆိုတော့ကိုကိုယ်တိုင်ဟိုမှန်ကန်စွာနဲ့ဝေဖန်ပိုင်းချနိုင်ဖို့လိုလိမ့်မယ်ပေါ့နော်အဓိကတော့ကောင်းတဲ့နေရာလေးရှိရယ်ဒါမှမဟုတ်ယူဆမ်းနေရာလေးရှိရယ်อืม မိသားစုနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအိမ်နေဝေးနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေလည်းအဲ့လိုမျိုးနဲ့ပတ်သက်ပြီးကောင်းတဲ့အဆင်ကြီးတယ်အကယ်လို့ပြဿနာဟိုမိဘတွေနော်ညီကောင်မောင်နှမတွေစသဖြင့်ကိုယ့်ရဲ့ချင်းရဲ့စိတ်မသားခြင်းနဲ့မိသားစုဒီလိုမျိုးတိုင်းဝိုင်းနဲ့အဲ့လိုမျိုးအဆင်မပြေဖြစ်နေတဲ့သူဒီမှာပါရဲဆိုလို့ရှိရင်ဒီနေ့ကုန်ပိုင်းမှာပြန်လည်ပြေးလေသွားတာမျိုးပြင်ပြီးစကားပြောဖြစ်သွားတာမျိုးတွေရှိနေမယ်နော်အဲ့တော့ကောင်းတယ်ဒီကတော့နားလည်မှုအေးချမ်းမှုနဲ့ကောင်းသောအဆုံးသက်ဒီနှစ်ကတော့ เนาะကောင်းနေရာတွေနဲ့ပတ်သက်ပြီးတော့မှပြောရှင်းမှုတွေနဲ့အဆုံးသက်လိမ့်မယ်ဒါပေမဲ့ကိုကတော့နည်းနည်းလေးတချို့အချိန်တွေတချို့အတော်နေရာတွေမှာတော့ကိုကိုကိုပြင်ပြီးတော့ပြောင်းလဲဖို့ကိုကိုပြင်ပြီးပြုတ်ပြင်မှုတော့လိုအပ်လိမ့်မယ်ဒါဆိုရင်တော့အဆင်ပြေရေเนาะဆိုတော့อืมအဲဒါပေမဲ့တခုရှိတာကအခြေရရမိတာရရเนาะပတ်သက်ဆက်ဆက်နေတူရှင်ဥမာ single မဟုတ်ဘဲနဲ့ single လဲပါပါရေเนาะ crash team နောက်ပြီး relationship နော်အိမ်တော်ရှိဒီလိုမျိုးမိတာရင်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာဆိုလို့ရှိရင်တော့ဒီခြံရှိနေရက်တွေကတော့ yes အတင်းတင်းတော့ကောင်းတယ်အဲဒါပေမဲ့ဘလို့ရနေပတ်သက် view ဆိုက်ပွဲလိုရလဲဆိုတော့နည်းနည်းအထင်းမြင်လွဲမှားတာနောက်ပြီးတော့နည်းနည်းอืมဒီလိုပြောရမလားစိတ်အခက်မတင်တာမျိုးမျိုးရောအနေငယ်ရှိနိုင်တယ်ဒါပေမဲ့ single view နဲ့ကြည့်မယ်ဆိုလို့ရှိရင်တော့တို့ကဟိုတို့အနေနဲ့တို့တော့မတိချိနေမှာအကောင်းဆုံးဖြောင်းလို့လုပ်နေရဆိုတော့ဒီနောက်ထပ်ဟို new relationship အတွက်တော့တိတ်ပြီးရောစိတ်ထဲမှာ မရှိဘူးရှိရလို့ရှားလိမ့်မယ်နော်အဲ့တော့အကောင်းဆုံးဒီချိန်ဒီမှာငါဘယ်လိုမျိုးအကောင်းဆုံးလုပ်မလဲတဲ့မလားခုနပြောသလိုပေါ့လက်ရှိချိန်ဆိုတဲ့အနာဂတ်မှာရောငါဘာကြီးလုပ်နိုင်မလဲငါဘာကြီးဖြစ်နိုင်မလဲငါလက်ရှိမှာအနာဂတ်မှာလုပ်ရှင်နေရတွေကရောအနာဂတ်မှာတကယ်ဖြစ်လာပါမလားအဲ့လိုမျိုးနေပတ်သက်ပြီးနည်းနည်းဟိုအချိန်ခီးထွားတဲ့သူတွေပေါ့ကိုယ့်ရဲ့စိတ်ကဟိုလူဝတာဒီမှာပြစ်ဆုံးပါမနိုင်မဲ့စိတ်ကအနာဂတ်ကိုရောက်နေပြီနောက်ကိုလုပ်ရှင်နေရတွေကိုအကောင်းတဲ့ပုံနေပြီအနာဂတ်မှာ အဲ့လိုမျိုးပေါ့အဲ့လိုမျိုးကတော့ကောင်းလားဆိုတော့ကောင်းတာကောင်းပါဒါပေမဲ့အရင်ခဏခဏဖြစ်နေတဲ့ခါကြလို့ရှိရင်လက်ရှိမှာလုံးဆိုင်ရှိတဲ့အရာတွေပုံမှန်လည်းအနေငယ်နှောက်နှေးမှုတွေဖြစ်သွားစေတတ်တာဘို့တော့သတိထားဖို့တော့လိုအပ်လိမ့်မယ်ပေါ့နော်ဟွန်းဝေးကြီးပိုင်းရာကြည့်မယ်ဆိုလို့ရှိရင်လည်းအတင်းတင်းကောင်းနေတယ်မှာပါတယ်ဝေးကြီးကကိုစူးစောင်းထားတဲ့အရာမျိုးတွေဘယ်လိုပြောမလဲဝေးကြီးပိုင်းရာကောင်းဝေးစူးမိတာမျိုးတွေပြီးရဲ့ခါမှာတချို့ရှာလည်းဟိုလူဟန်နှံပြရှိရဲ့ တချို့ကအဲ့လိုမျိုးဘာဖြစ်ဖြစ်အဲ့လိုမျိုးစုရတူဒါပေမဲ့တချို့ကစုရဆိုနေမှာလဲနီလန်ကဟိုတယောက်နဲ့တောင်မတူဘူးတချို့ကြာလဲစိုင်းနဲ့စုတာရှိတယ်တချို့ကြာလဲတကယ်မှဟိုဘယ်လိုပြောရမလဲဒီကိုယ့်ရဲ့အနာဂတ်အတွက်ဆိုပြီးရွေးပြီးစုတာမျိုးလည်းရှိတယ်တချို့ကြာဘာဝယ်ခြင်းလို့ဆိုပြီးစုတာမျိုးလည်းရှိတယ်ဟိုဘယ်လိုပြောရမလဲအများစုကတော့တည်မလားအင်းငနေစိုင်းနဲ့စုရသူတွေနဲ့ကိုလိုချင်တဲ့အရာတွေကိုဝယ်မိနေသူတွေကတော့ပုံများလိမ့်မယ်အဲ့တော့ စုလားဆိုတော့စုတယ်ဒါပေမဲ့ဘာစုလဲဆိုတော့ဒီလိုဆိုဘိုက်တင်းမှာစုတယ် yes အဲ့လိုမျိုးပေါ့အဲ့လိုမျိုးတွေနည်းနည်းရှိမှာပေါ့အဲ့တော့အဓိကတော့ကိုယ့်အသုံးဖြုံသုံးတာနဲ့ဖြုံတာကိုသင်ချာလေးဒီမှာကိုကိုကိုပြန်လေးပြီးစီစဲရမယ့်အချိန်တွေတခုမှရှိတယ်เนาะအဲ့တော့ကောင်းတာတော့ကောင်းတယ်အဲ့တော့ဒီ file ကိုရေးထားတဲ့သူနဲ့ပတ်သက်ပြီးရောอืมကောင်းတဲ့ຢာလေးဒီထက်မကပူကောင်းပါစီเนาะအကယ်လို့อืมဇိုးနေအရာကြီးဂျုံတွေးနေအရာဆိုလို့ရှိရင်စိတ်မပူပါနဲ့ကောင်းတဲ့ຢာတွေကဂျုံတွေးလာလိမ့်မယ် တင်းကတော့ကိုယ့်အတွက်ကိုလှုပ်ရှားရှားကိုလုပ်ပြီးရခါမှာကိုယ့်အတွက် negative energy ကိုပေးမဲ့သူတွေကို negative energy ပေးနေတဲ့သူတွေကိုလေ့လူရှုဖို့လိုအပ်တယ်ဒါမှကိုယ့်ရဲ့ဘဝမှာအေးချမ်းချမ်းနဲ့ဟို positive vibe နဲ့နေနိုင်မှာပေါ့နော်မဟုတ်လို့ရှိရင်သူတို့ပေးအပူတွေကိုကယူနေမယ်ဆိုရင်ပို့ပြီးတော့ပူလောင်ရလိမ့်မယ်အဲ့တော့အဓိကတော့နည်းနည်းလက်ရှိချိန်တွေကိုဒီနေ့ stable ဖြစ်အောင်ကိုကိုပြန်ပြီးတော့ပြန်ပြီးတော့စူးစမ်းရမယ် ဒါဆိုရင်ကိုယ့်အတွက်ဒီနှစ်ကုန်ပိုင်းမှာကြုံတွေ့ရမယ့်အရက်တွေမှာအရင်အတိပဲရှိပြီးမှပျော်ရွှင်မှုတွေအေးချမ်းမှုတွေနဲ့ဖြစ်နိုင်နေလိမ့်မယ်ဟုတ်ပြီနော်ဒါတော့ Pi 2ဒီ Clear Square ကိုရေးထားတဲ့သူတွေနဲ့ပတ်သက်ပြီးတော့ really ဖြစ်ပါတယ်နောက်ထပ် pick up by view တွေမှာပြန်မျိုးဆုံးတွေ့ပါအောင်မယ်မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေမင်္ဂလာပါဒါတော့ဒီ Pi number 3ဒီ string ကိုရွေးထားတဲ့သူတွေနဲ့ပတ်သက်ပြီးတော့ green လို့ပြီးတော့မှာဖြစ်ပါတယ်။ file number 3ပေါ့နော်။ ဟုတ်ပြီ။ Okay အဓိကတော့ပြောဒီကြံရှိနေရက်တွေပေါ့တော့2025ကြံရှိနေရက်တွေမှာဘလူးရာအဓိကဂျုံကမလဲဆိုတာနဲ့ပတ်သက်ပြီးဟောပေးတော့မှာဆိုတော့အဲ့ဒီရက်တွေပေါ့တော့ပြောဒီကာလလို့သုံးလုံးပါမယ်ပေါ့နော်ဒီနေရာမှာ။အဲ့တော့ဒီကာလကာကိုအတွက်ကောင်းတဲ့ຢာရည်လည်းရှိတယ်လို့ဆိုးရည်ຢာရည်လည်းရှိရယ်ကယူဆိုင်ရမယ့်ຢာရည်လည်းရှိရယ်။ ်ပြီးတော့ဟိုဒါပေမဲ့အဓိကတော့ပြောမှာကောင်းတဲ့အရာလေးတွေကိုအရင်ဆုံးပြောမယ်ဘယ်လိုရအောင်လဲပတ်သက်ပြီးကောင်းမလဲရဲ့လူမျိုးရေးနဲ့ပတ်သက်တာအလုပ်ငန်းနဲ့ပတ်သက်တာနော်ဒီမိတာရေးနဲ့ပတ်သက်တာမိသားစုအင်္ဂလိပ်စသဖြင့်ဒီလိုကိစ္စတွေဆိုရင်တော့သူကလည်းသူကောင်းတယ်ဒါပေမဲ့ချက်ချင်းမိတာအရာပိုင်းကြည့်မယ်ဆိုလို့ရှိရင်တော့ဒီမှာအဲတပ်ပါတဲ့ energy မျိုးလေးဝင်နေငယ်ရှိတယ်အဲတော့ကိုယ်ကလည်းရှိ single တည်းတော့ကိစ္စမရှိပါဘူး AC ပဲနော်ဒါပေမဲ့ကို crash နေရဲ့သူမှာတခြားอืมပတ်သက်ဆိုင်ရာရှိနေတာမျိုးလို့เนาะ အဲ့လိုမျိုးပြီးတော့အနေနဲ့ဂိူးဆိုင်ရမယ်ပေါ့နော်အဲ့တော့ crash ရှိတဲ့သူတွေကနည်းနည်းတော့ဂိူးဆိုင်ရမယ်ဘေး crash ကလူလွတ်ဖြစ်ချင်မှဖြစ်မယ်ပေါ့ဒါပေမဲ့ဒီဟာပါလဲ relationship ရှိတဲ့သူတွေနောက်ပြီးတော့နည်းနည်းချစ်ပြီးလားရှိတဲ့သူတွေပေါ့ကွာအတူတွေကတော့နည်းနည်းတပ်ပါတီနဲ့ပတ်သက်ပြီးဂိူးဆိုင်ရမယ်လားတလားလားဂိူးဆိုင်ရမယ်အခြေအနေတခုဖြစ်တယ်ပေါ့သူတွေကတော့တပ်ပါတီနဲ့ပတ်သက်ပြီးနည်းနည်းလေးဂိူးဆိုင်ရလိမ့်မယ်ပေါ့နော်ဟိုနောက်ပြီးတော့ဒီကာလမှာဆိုလို့ရှိရင် လုပ်ငန်းပိုင်းရာရောဒီကိုနည်းနည်း blue yarn နဲ့ပတ်သက်ပြီးတော့လုပ်နေလေလက်ရှိမှာအကြုံတွေ့နေရရလက်ရှိမှာလုပ်နေရရပုံမှာကိုအကောင်းဆုံးဒီကိုရဲ့လုပ်နေရရပုံမှာသုံးသပ်ဖို့လို့အဲ့ဒီကာလာတစ်ခုလို့ပြောလိုက်ရတယ်။ဟွန်းပြောရမယ်ဆိုလို့ရှိရင်တော့လက်ရှိလုပ်နေအလုပ်ပုံမှန်လက်ရှိလေးလာနေပညာเนาะဒီကဏ္ဍတွေအပေါ်မှာဟိုနည်းနည်းစိတ်က လူနဲ့စိတ်နဲ့မကန့်တဲ့အခြေအနေမျိုးတို့နောက်ပြီးတော့ကိုယ်လုံနေပြီမဲ့လေကိုယ်လုံနေရာနဲ့ကိုယ်ဖြစ်ချင်တဲ့အရာနဲ့နည်းနည်းကွဲလွဲနေတာမျိုးတွေဒီကာလမှာကြုံတွေ့ရတဲ့နော်တချို့ကြောင့်အဲ့လိုမျိုးလုံနေပြီမဲ့လေကိုယ်လုံနေရာနှင်းနေရာမျိုးနော်ဟိုအချိန်ဘယ်လိုပြောမလဲဟိုဒက်လိုင်းနီးမှပြီးရမျိုး ဟိုကြန့်ကြာတာမျိုးအချိန်ဆွဲသလိုဖြစ်နေမိတာမျိုးဘယ်လိုတုံဆိုင်နေမိတာမျိုး yes အဲ့လိုမျိုး energy မျိုးခံစားရရတဲ့လက်ရှိကိုလုံနေတဲ့အရာအပေါ်မှာတိတိကျကျလေး focus ထားပြီးတော့တကယ်ကိုစိတ်ညစ်ညူနဲ့ကပ်ပြီးတော့အကောင်းဆုံးရှေ့ဆက်ဖို့လိုအပ်နေတဲ့ကာလတခုလို့ပြောလို့ရတယ်။ဒါမှကို့အတွက်ဒီကာလကိုကြော်လွန်သွားတဲ့အချိန်မှာနောက်နှစ်အစမှာကို့အတွက်လုံးဝ energy strong ဖြစ်မယ်။တချို့ကရှိတယ်။ဒါတော့ပြီးဒီဒီ ချိန်ဒီမှာတော့ဘာမှမလုပ်တော့ဘူးထားလိုက်တော့မယ်ကိုတော့သူဖြစ်နေတာဖြင့်နောက်နေ့ကျတော့ပြီအကောင်းဆုံးစတင်လိုက်တော့မယ်ဆိုပြီးသူတွေလည်းဒီမှာပါတယ်အဲ့တော့အဲ့လိုမလုပ်ပါနဲ့အဓိကတော့နော်နည်းနည်းလေးအချိန်ရအောင်လို့ဟိုလက်ရှိချိန်မှာကလေးကကိုယ့်ရဲ့စိတ်ကိုယ့်ရဲ့ energy ကိုအကောင်းဆုံးပြုပြင်ဖို့အတွက်လိုအပ်တယ်ပေါ့နော်음တချို့ကျတော့လေလက်ရှိမှာဘလို့အရာပဲဖြစ်လာဖြစ်လာအိတ်ဖြစ်လာတဲ့ကိစ္စပေါ်မှာနည်းနည်းတွေးဝေပြီးတော့မှ음ကျင်းလာချက်ချင်းกว่า ဖြည့်ရှင်းလိုက်မယ်ချက်ချင်းလုံးလိုက်မယ်ဆိုတာတွေးပြီးမှအတူရမှာပဲငါဘယ်လိုလုပ်ရမလဲငါဘယ်လိုဖြည့်ရှင်းရမလဲငါဘယ်လိုဆက်သွားရမလဲစသဖြင့်ကိုယ့်ရဲ့အတွေးတွေထဲမှာပဲအလိုမျိုးတချို့ဆိုလို့ရှိရင်လုပ်ငန်းလုပ်လို့ပြီးပါတယ်လုပ်စရာရှိရာပြီးသွားပြီဒါပေမဲ့အဲ့ဒါအတွေးထဲမှာဖြစ်နေတယ်အဲ့လိုလိုလည်းရှိရနော်အဲ့တော့အဓိကတော့ဟိုစိတ်နဲ့လူနဲ့မကတ်တဲ့ပြဿနာလေးတွေကိုဒီကာလမှာနည်းနည်းလေးခရုစိုက်ပွေလိုအပ်တယ် yes အကူအညီကောင်းနေရှိမယ်ပညာရေးပိုင်းရလားလုပ်ငန်းပိုင်းရလားဘယ်လိုကဏ္ဍမျိုးမှာဖြစ်ဖြစ်အကူအညီကောင်းနေရှိပါတယ်နော်ဒီဖိုင်းမှာတော့တွေ့တူတူအဲ့လိုဒီဖြူဆိုင်ရနေထားမှာမရှိဘူးဒါပေမဲ့ကိုယ့်အတွက်လုပ်ငန်းပိုင်းမှာကိုလေးလာရင်ပညာရေးသင်တန်းကျောင်းဇီလိုကဏ္ဍမျိုးပေါ့ကွာအများနဲ့ဆက်ဆက်ပြီးလုပ်နေရတဲ့သူတွေအများနဲ့ဒီဘယ်လိုပြောမလဲဟိုလုပ်နေရတဲ့တိုင်နေရတဲ့သူတွေဆိုရင်အနေငယ်ကြီးဆိုင်ဖို့လိုအပ်တယ်။ဘာဖြစ်လို့လဲဆိုတော့ ဒီမှာအများနဲ့တယောက်ဖြည့်ရှင်းရတဲ့အခြေအနေမျိုးတွေနားလည်မှုလို့တဲ့အခြေအနေမျိုးတွေပြီးရဲ့အခါမှာอืมဘယ်လိုပြောမလဲကိုယ့်ရဲ့စိတ်ကကိုယ့်ကိုပြန်ပြီးတော့မှဒုက္ခပေးရဲ့အနေထားမျိုးဖြစ်တယ်အဲ့တော့စိတ်ကိုလိုလိုက်တာမျိုးတွေမလုပ်မိဖို့အတွက်ဒီကာလမှာဒုက္ခဆိုင်ဖို့လိုအပ်တယ်နော်ပစ္စည်းပြောက်တာနောက်ပြီးတော့အထင်လွဲတာဆွဆွဲခံရတာဒီလိုကိစ္စရမျိုးတွေကိုခိတတ်တဲ့ကိစ္စဆိုင်ဖို့လိုအပ်တယ်အဲ့တော့ဟို ကိုကရိုင်းကပြောက်လာလည်းဖြစ်နိုင်တယ်လို့သူများတွေကကိုကိုဆွဆွဲရလို့လည်းဖြစ်နိုင်တယ် ထင်ဆိုဆွဲရဆိုတာကွာအထင်မြင်တွေမှားချင်းခံရတာမျိုးပစ္စည်းပြောက်တာမဟုတ်ဘူးပေါ့နော်ဟိုမှာတကုတ်ကိုအမားလုံးမြင်ဆိုလို့ရှိရင်ကိုယ့်အပြစ်ပုံချတာလို့ပါတော့အလူမီနီယံတွေဖြစ်တတ်တယ်အဲ့တော့ဂယူဆိုင်ဖို့တော့လိုအပ်တယ်ပေါ့နော်နောက်ပြီးတော့ကိုယ်လုတ်ခိုင်းတဲ့အရာတွေကြန့်ကြန်နေဆိုရင်စိတ်ပူစရာမလိုဘူးဒီ reading ကိုကြည့်လိုက်ပြီဆိုတာနဲ့ငါဘာတွေလုပ်နေလဲငါဘယ်လိုအရာတွေနဲ့ပတ်သက်ပြီးရှေ့ဆက်ရမလဲငါဘယ်လိုအကောင်းဆုံးလုပ်ရမလဲဆိုတာကို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 ပြန်ပြီးတော့ခေါင်းထဲမှာပြန်ပြီးတော့မှအတွေ့အပြန်နဲ့ပြင်ဆင်ရမယ်ပြန်ပြီးတော့ပြုတ်ပြရမယ်အနေထားတွေဆိုတာကို ပြန်မျိုးတိလိမ့်မယ်ပေါ့နော်တိရအောင်မယ်ပေါ့ဒါလေးကိုတစ်ချက်ပြောခြင်းနဲ့နောက်ပြီးတော့ဒီကာလနေမှာဆိုလို့ရှိရင်ဘာပဲလုပ်လို့ကြိုးစားရလိမ့်မယ်ဘာပဲလုပ်လဲဆိုတော့ဥမာဟိုအသွားမတော်တလန်အစားမတော်တလို့ဆိုတလို့မျိုးကိုကအရင်ကတွန့်တွန့်ချင်ချင်နဲ့လုတ်ကင်တက်နေအရာဆိုရင်တော့မှအမားလေးတွေပါတယ်ပြန်လေစတင်ရတာပြီပြန်လှုပ်လာတာငွေလေးဖြစ်တဲ့တဲ့ queue site ပို့လို့ရတယ်ကိုယ့်ရဲ့စိတ်တရားအဲ့လိုမျိုးဟိုရောက်လိုက်ဒီရောက်လိုက်တောင်းရောက်လိုက်မြန်ရောက်လိုက်နောက်ရောက်လိုက်ရှေ့ရောက်လိုက်အဲ့လိုမျိုးဟိုစုစည်းဖို့အတွက် တော့ကိုကိုကိုပြန်ပြီးတော့အချိန်ယူပြီးတော့အချိန်လေးယူပြီးတော့အချိန်လေးယူပြီးတော့ကြာစူးစားရလိမ့်မယ်ပြန်လည်းပြုပြင်ရမယ်ပေါ့ကွာပြင်ဆင်ရမယ်အားလေးကြည့်လို့ရှိမယ်နောက်ပြီးတော့အကူအညီဟောင်းလေးလည်းရှိနေမယ်နော်ဟိုလုပ်ငန်းပိုင်းရလားနော်ပညာရေးပိုင်းရလားကိုယ့်အတွက်ဟိုကူညီမဲ့သူတွေသူတော်ကောင်းတွေနဲ့တော့ကြုံတွေ့ရလိမ့်မယ်အဲ့တော့အဓိကတော့ကိုယ့်အကျုံလေးကကိုယ့်ကိုကိုင်ရဲ့ကြွေပေါ်လာတဲ့ခါမှလည်းကိုကနေပြောမှအလိုမျိုးပြောပြမလဲ တို့ရဲ့ပေးလာတဲ့အကူအညီတို့ရဲ့ပေးလာတဲ့ message တို့ရဲ့ idea ဘလို့ပြရဖြစ်ဖြစ်ပေါ့နော်အဲ့ရပါမှာအကောင်းဆုံးယူပြီးတော့မှကိုယ့်အတွက်ယူတင်တဲ့အရာနောက်ပြီးတော့ကိုယ့်အတွက်ယူလို့အဆင်ပြေမယ့်အရာမျိုးယူတာမျိုးအဲ့လိုမျိုးပေါ့နော်ပြောရှိစံဒါဆိုရင်တော့ဒီကာလရမှာကိုယ်တိုင်အဆင်ပြေတင်ပါလေအဓိကဒီ win ရဲ့ဒီ main focus ထားတာကဘာလဲဆိုတော့ဒီကြုံတွေ့ရမှာဒီကာလရမှာကြော်ပြရမယ့်ကာလရမှာ အစိုးရကြောင့်နေရတာမှာဘယ်လိုမျိုးအကောင်းဆုံးဖြစ်အောင်လို့ဒီပြုပြင်ပြီးတော့မှရှင်းတယ်မလဲရှင်းဆက်မလဲဆိုတာဒီရင်းရဲ့အဓိက key point ပေါ့နော်အဲ့တော့ကိုလည်းရှိမှလုပ်နေရရင်ပတ်သက်စိတ်နဲ့လုံးနဲ့ကပ်ဖို့လိုအပ်တယ်နော်ဟိုစိတ်တရားတောင်းလိုက်ကြောင်းလိုက်လို့ဖြစ်နေလို့မရဘူးဒီချိန်မှာအဲ့တော့နောက်နှစ်မှလုပ်မယ်ဆိုတဲ့အတွေ့အကြုံကိုပြင်ပြီးတော့လက်ရှိချိန်မှာလည်းငါအကောင်းဆုံးလုပ်ရမယ်ဆိုတာမျိုးကိုကိုပြန်ပြီးတော့ပြုပြင်ရမယ်ပေါ့နော်အဲ့တော့ yes ကိုကြိုးစားနေရရကိုလုံနေရနေပတ်သက်ပြီးတော့လည်းအဆင်ပြေလာဖို့တော့ကိုကိုယုံကြည်မှုရှိဖို့လိုအပ်တယ်เนาะဟိုတခြားຢာတွေကိုစိတ်လွင့်သွားတာမျိုးကြီးလုံးဝဖြစ်လို့မရဤတာတခုမှရှိရဲ့အဲ့တော့ဟိုအနောက်ရှင်လေးတွေအနောက်ဘယောကဖြစ်ဒီလိုမျိုးလေးတွေတော့အနေနဲ့ရှိတတ်ပြင်မယ်လို့အဲ့ဒါကြီးကတော့ကိုကဘဒုကအနောက်ဘယောကလည်းဘဒုကအဖြစ်လဲဘလို့ကိစ္စရာကိုအတွက်ဖြတ်တခုနေနဲ့ရှိနေမလဲဒါတွေကိုသိနေမယ်ဆိုရင်တော့ကိုအတွက် ဒီကြောဖက်ရရက်တွေอ่ะပို့ပြီးတော့အတိပဲရှိနေနေเนาะမတိပဲနဲ့ဒီတိုင်းတည်မလားဟိုလူလားဒီလူလားဆိုပြီးတော့ဆန်တိုဝါဖြစ်နေတာမျိုးเนาะကိုယ့်အသာကိုဘယ်လိုပြောရမလဲလုံးရှာရှာလုတ်ပြီးတော့မှဘာမှမတိပဲနဲ့ဘယ်သူရကိုယ့်အတွက် toxic person နေဆိုတာလဲမတိပဲနဲ့ကိုယ့်အသာကိုအားလုံးအကောင်းလို့ပဲထင်မြင်လုံးရှာရှာလုတ်နေမှမမြင်လဲတချို့အချိန်မှာကိုယ့်အတွက်တချို့သူတွေอ่ะနည်းနည်းဖုံးနေတယ်အဲ့လိုမျိုးတွေဖြစ်နေတယ် အဲ့တော့တခြားကိစ္စဆိုင်ပေါ်လိုတယ်ပေါ့နော်အဲ့တော့ဘလို့ကျင်တာအဖြစ်ဖြစ်ကိုကိုယုံကြည်မှုရှိမယ်ပြီးရင်ခါမှာစိတ်နဲ့လူနဲ့ကပ်မယ်ဆိုလို့ရှိရင်တော့ဒီအစီအနေအားနေပြောမှာအကောင်းဆုံးဒီအတိတ်ပဲရှင်ရည်ဖြစ်နေလိမ့်မယ်အဲ့တော့ဒီချက်ရှိနေရတဲ့မှာလေအကောင်းဆုံးຢာရီပဲကျုံတွေ့ရပါစေလို့ပြောဆုတောင်းပေးပါတယ်နောက်ထပ် pick up by view မှာပြန်ပြီးပြပါမယ်မင်္ဂလာရှိသောနေ့ရက်နေ့ဖြစ်ပါစေဒါတော့ဒီ pie 3 d စီထရင်ကိုရွေးထားတဲ့တွင်နဲ့ပတ်သက်တဲ့ reel လေးဖြစ်ပါတယ်အားလုံးမင်းကျေးဇူးများတင်ပါတယ် ဒီနေ့ရဲ့ file တွေကတော့ဒီလောက်ပါပဲဒီ file တွေကိုရေးပြည့်ရဲ့အချိန်မှာဒီ file တွေကပြီးရင် message တွေနဲ့ဒီချမ်းရှိနေတဲ့ color တွေမှာအကောင်းဆုံးဖျက်ချော်နိုင်ပါစေလို့ဆုတောင်းပေးပါတယ်နောက်ထပ် pick up by view မှာပြန်မြင်တွေ့ပါမယ်မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေအားလုံးပဲကျေးဇူးများတင်ပါတယ်နောက်ထပ် view မှာပြန်မြင်ဆုံးတွေ့ပါအောင်မယ်တတား